တွေးလင်းထက်ကတော့တကယ်ကိုကြမ်းလုံးပါတယ်တပွဲပြီးတပွဲပိုကောင်းလာတာပါတွေးလင်းထက်ဟာဒီပွဲမတိုင်ခင်ရှစ်ပွဲတုန်းကလေပတ်တောင်နေပဲပွဲသိမ်းခဲ့တယ်လို့အခုလေပြိုင်ပွဲဖြစ်တဲ့ Time Fighter ကိုပတ်တောင်နေပဲပွဲသိမ်းဖျားခဲ့တာပါပွဲဆရာနဲ့တွေးလင်းထက်ကပြိုင်ပွဲ Time Fighter ကိုအသာစီးနဲ့ကစားပြခဲ့တာလေဖြစ်ပါတယ်တွေးလင်းထက်ဟာအရင်ပွဲတွေနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်ဒီပွဲမှာ high kick တွေကောင်းလာသလို push kick တွေကလည်းတော်လေးကိုတုံးလာတာတွေ့ရပါတယ်။ twinling ထက်ကဒီပွဲမှာချမ်းလွန်းလို့တကွင်းလုံးက twinling ထက် twinling ထက်ဆိုပြီးတော့အော်ရလောက်အောင်ကိုတကယ်ကိုချမ်းတာပါ။ဒီပွဲကအစကတည်းက twinling ထက်တော့ပွဲချောင်နေဆိုပေမဲ့ဒီလောက် second ဘိုင်းလောက်နဲ့ပွဲသိမ်းပြနိုင်လိမ့်မယ်လို့ပိတ်တရကမျောနေမထားခဲ့ပါဘူး။အခုတော့ twinling ထက်က ူရဲ့ပတ်တံတောင်ကဘလောက်ထထိပြင်းသလဲဆိုတော့ကိုကဘာကိုချပြနိုင်ခဲ့ပြီလေဖြစ်ပါတယ်သူလင်းတကတော့ပြောပါတယ်သူဟာရိုးရပွဲတွေမှာလေပတ်တံတောင်ကိုခဏခဏသုံးပြီးတော့ GMF Fighter တွေကိုပွဲသိမ်းဖူးပါတယ်တဲ့အခုတော့ One Championship မှာနှစ်ပွဲစတိုက်ပတ်တံတောင်နဲ့ပဲပွဲသိမ်းပြနေတဲ့သူလင်းတကတော့ပွဲတရီရဲ့ချီကျူးမှုကိုခံနေရပြီဖြစ်ပါတယ်